โอเคမင်္ဂလာပါကျွန်တော်တို့ serious computer နဲ့ပြန်နေကြိုတူပါတယ်။ဟောပြီးကျွန်တော်တို့ဒီခေါင်းမှာ list အကြောင်းလေးကိုသွားရမယ်။ပထမဆုံး list list ရဲ့သဘောသဘာဝကိုကြည့်လိုက် list ဒီပထမဆုံးချက်အနေနဲ့ multiple value ကို store လုပ်တယ်။ပြီးရင်တော့ order def order အတိုင်းသွားတယ်။ဒီ index number order အတိုင်းသွားတယ်။ကြည့်မယ်။နောက်တစ်ခု list ဒီပိုင်သွင်းရဲ့ list ဒီ data မျိုးစုံထည့်လို့ရတယ်။โอเคအဲ list ကိုလောဘလို့လေ့လာမှာဆိုရင်အရင်ဆုံး create the list list ကိုကျွန်တော်တို့ဘလို့ create လုပ်မှာလဲ။ပြီးရင် access လောက်ထားတဲ့ list ကိုကျွန်တော်တို့ဘလို့ပြန်ပြီးတော့ access လုပ်မှာလဲ။ပြီးရင်တော့ list တွေကိုဘလို့ပြန်ထုတ်ရတာလဲ။ ။ဟုတ်ကဲ့မလားမတူတော့ access လုပ်တာနဲ့ပြန်ထုတ်တာလည်းမတူပြီးရင်တော့ modify လေး list တွေကိုလိုပြန်ရှင်းပါလိမ့်။ပြီးရင်တော့ list နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ operator တွေသုံးလို့ရတာ။ဟုတ်ကဲ့မလားကြည့်ကြည့်မယ်။စမယ်ကျွန်တော်တို့အဲ list တော့ဒီပိုင်းသွားနဲ့ပဲပြလိုက်တော့မလား။ပိုင်းသူရှင်းနေမှာပြတယ်တကယ်ဟို program box လေးရေးပြီးဆိုမှဟိုထဲဝင်လာတယ်နော်ပိုင်းသူရှင်းနေကြ list ကို create လုပ်ဖို့တယ်ပထမဆုံး list လေးကိုကြိုက်တဲ့နာမည်ပေးဒီ list မှာတော့တွေ့လားခန်းရောင်လေးတန်းနေတယ်ဒါ list ဆိုတဲ့သူမှာ keywords or object တစ်ခုခုရှိနေတယ်ဟုတ်လားကျွန်တော် list 1လို့ပေးတယ်ဟုတ်လား equal ကဲ list ကို create လုပ်ဖို့တော့ပထမဆုံးလိုတာက sorry square bracket ဒါဆိုရင်တော့ list တစ်ခုရတော့ကဲ list list ရဲ့ကို Python နေနဲ့ဘာလို့ထည့်လို့ရလဲ string ရောထည့်လို့ရလဲ or any one comma ခံရတယ်တစ်ခုနဲ့တစ်ခုပြီးရင်ကျွန်တော်တို့အဲရိုးရိုး1ဟောဒါလို integer ဖြစ်သွားပြီပြီးရင်တော့2 tw or 2ဟောရောက်ကွမလားဟောနောက်တစ်ခုအဲ tr ue true ကဲ data type အပိုင်းတူမှာရှိတဲ့ data type တွေကိုကျွန်တော် list ထဲပါတယ်ဒါဆိုရင်တော့ list ကိုပါလုပ်ပြီးသားဖြစ် create လုပ်ပြီးသားကြိုက်တဲ့ data ထက်ကြိုက်တဲ့နာမည်ပဲဟုတ် square bracket နဲ့ဒီလို comma ခံပြီးတော့ data တွေထည့်ထားတဲ့ဆိုကနေတော့သူဒီပါဖြစ်သွားရော list မျိုးသားဖြစ်သွားတယ်အဲ list မျိုးသားဖြစ်တဲ့အတွက် list မျိုးသားမှာလုပ်လို့ရတဲ့ဟာတွေသူလုပ်လို့ရတယ်ဘာတွေလုပ်လို့ရတယ်ပြီးရင်ပြ Okay မလားဒါဆိုရင်တော့ list ကိုဖန်တယ်ဆိုတော့ list list 1ဆိုပြီးထုတ်ကြည့်လိုက်ဟောဒါတွေဒီလိုပြဒီလိုပြပြနော် square bracket ကြီးတွေပဲပါနေတယ်နော် okay အဲ့ဆို list ကို create လုပ်ပြီးသွားရင် အဆင်ပြေသွားပြီပိုင်သွားတယ်ဒီလိုလုပ်လို့ရတယ်ဟုတ်ပြီ list ကို access လုပ်နိုင်ပြီးတော့ပြင်ပြီးအသုံးချဘလို့အသုံးချမှာလဲ nist list 1ဟုတ်လား list 1နဲ့ရမှာကျွန်တော်တို့ဘာကိုထုတ်မှာလဲ index number နဲ့သွားမှာရှေ့မှာကျွန်တော်တို့က list တွေမှာ index number ရေးကြည့်ရလို့ပြောခဲ့နော် index number 0ယူလိုက်0ဆိုသူဘာထွက်မှာလဲ list 1 1ကိုထွက်တယ် okay မလား1ကိုထွက်โอเคဒီ index number ကို control c u ကိုတို့ဒီ list ဟိုလာလို့ယုံမယ်နော်တော့အာ0ဒီလိုသွားမှာပဲ0 1 2 3 3ကိုထုတ် ဘာထွက် true threat အဲဒါဒီ list ကိုပထမဆုံးအနေနဲ့မလုပ်နိုင်ဘူး access လုပ်နေတာ okay မနကိုထုတ်တဲ့ data ကိုပြန်ရအောင်ကိုထုတ်စီနောက်တစ်ခုကြည့်မယ်ကိုတော့ဘူးအဲ list ကိုကျွန်တော်တို့က stream မှာပြခဲ့တယ်ကျွန်တော်တို့ full column လေးမှတ်မိအောင်မတင်ဟာ full column နဲ့လည်းဖြတ်ယူလို့ရအောင်ကျွန်တော်ဒီမှာဆို0 1 2 3အားလုံးက 3D ရှိတယ်အဲကျွန်တော်က1အနေစား0ကမစား1အနေစားပြီးတော့ 3D အဲဆိုဘာပြုတ်သွားလဲ only 1ဆိုတာပြုတ်သွားတယ် sorry 2နဲ့1နဲ့ပြုတ်ဘာဖြစ်လဲတွက်ကြည့်လိုက်လေ1ကနေ 3အထိ1ကနေဆိုတော့ဒီကနေစားလိုက်တယ်တရားကိုယူလိုက်တယ်3အထိဆိုတော့3အထိမဟုတ်3အတွင်းအဓိပ္ပာယ်ဥမာထားပြီးနော်ထိနဲ့အတွင်းနဲ့မြန်မာစကားလုံးကိုကြားမှာ3အတွင်းဆိုတော့ဒါ3မပါတော့3အတွင်း3မပါဘူး3ရဲ့နောက်က1နဲ့2အတွင်းဒါလေးမှတ်ထားပြီးနော်ဖူးကုန်တယ်ကဲနောက်ကနောက်တစ်ခုကြည့်မယ်နောက်တစ်သဘောတရားတစ်ခုကိုကွန်ထိုးပြီကဲ1ကနေမြူပြ1မဲယူမယ်ဟုတ်ရှေ့ကနေ1ကနေတောင်းမှာဘာမှမတုံးမချောင်းဘူး1ကနေ2ထိအကုန်ပါလာတယ်ဟောโอเคမလား ကဲနောက်ထပ်တစ်မျိုးအဲ့ဒီဟို slide ကို slide လုပ်တယ် slide ဆိုတော့ normal လေးတွေခွဲချပလိုက်တာခဏတော့1မလုပ်ရဒါတွေအကုန်လုံး3 twin 3 t 3လို့ရိုက်လိုက် okay okay 3 t ဆိုတော့3ကနေနောက်မှာအဲ3ကနေရှေ့အကုန်ပါလာဒီလိုတွေလဲ list ကိုအမျိုးမျိုးပါပြင်လို့ရတယ်လွာပြီးတော့ယူလို့ရတယ်ဆိုတာကိုမှတ်သားထားပါဒါပေမဲ့ဒီလို carry brush square bracket ကြီးပါနေတာတကယ် application assess လုပ်တဲ့နေမှာမဟုတ်သေးဘူးเนาะတကယ်ကျ list ကိုဘယ်လိုလုပ်ရလဲဆိုတော့ looping back ပြီးလုပ်ရတယ် list ကိုဘာလုပ်ပြီးလောရတော့လူပင်ပတ်ပြီးလောရဒီလို square bracket ကြီးရနေသေးတာကသူကဘာပဲရနေ list ပဲရနေသေးတာဟုတ်ဘယ်ဒီမှာကျွန်တော်တို့ကနှစ်ခုယူလိုက်တဲ့အတွက်သူကနှစ်ခု list list သဘောတရားပဲဖြစ်နေတယ်နှစ်ခုပဲကျွန်တော်တခုချင်းဒီမှာကျွန်တော်တို့ကဒီတော့တော့ဒီ slide 1 2 3ဒီသူလူပင်ပတ်ပြီးထည့်တာပဲကြော်ထည့်လိုက်တဲ့ slide ကိုသူလူပင်ပတ်ပြီးဘာလုပ်လဲတိန်းနေဒီမှာကွာပါတော့ power point အဲ့ဒီပုံစံ okay ကဲဆိုတော့ list ကိုလူပင်ပတ်ပြီးဘယ်လိုထည့်မှာလဲကြည့်မယ်4 list ကတော့ list ဆိုတော့ for for in နဲ့သွားပါမယ် i ဒါ i ten လို့ပြလိုက် itms item item in ဘယ်တဲ့ရအောင် list list 1နဲ့ရဟော for in item list 1နဲ့ရဟော for for block လို့ပြီးဖြစ်တယ်တော့ for foo ကောလား for in foo ကောလားမှားတာပဲနော်ဟုတ်ဒီနားလေးမှာကျွန်တော်မအားလုံးဘူး prn ဒီ print တခုချင်းစီထုတ်မယ်ဘာတွေကိုထုတ်မှာလဲ item လေးတွေကိုထုတ်တာလူပင်ပတ်ပြီးထုတ်တယ် item အဲ့နောက်ခေါက်ကြည့်ဟောဆိုနှစ်ချက်ခေါက် โอเคเอราดาดาบาไม่รู้ทุกครูมานี่ลูกจนน่ะเช็คบลูคอลไลน์เลยตู้บลูเอราดาเลยใช่มั้ยเนาะลูปินทรูลิสต์ลูลิสต์ကိုลูပဲပဲလို့ नेव เอราอ่ะ alias ds တော့ဘာမှနေလဲလစ်စ်မှနေလေရတယ် control c ယူထားလိုက် control c ယူထားလိုက်ကျွန်တော်အဲအတင်တင်မှာပိတ်လို့တော့မရနော်အောက်ကနေကျွန်တော်ထက်သွားမယ် control v ကျွန်တော်စလုံးပေါင်းမှာသွားလို့ alias d list 1 okay အဲ့ဒါနှစ်ချက်ပြန်ခေါက် okay တွေ့လား1 2 3ဆိုဒီလိုထွက်တယ် တကယ်ကြဒီလိုထွက်တာမှာပါနော်အမှန်ဒါလေးတည်းကျွန်တော်လှမ်းပြီးတော့တကူချင်းစီ access လုပ်ရင်လား internet number နဲ့ access လုပ်တယ်အကုန်လုံးကိုယူဒါဆိုအကုန်လုံးကိုဖော်နေပတ်ပြီးယူလိုက်တာကိုရတော့ရသွားတဲ့ဟာတွေကျွန်တော်အစင်တိုင်းပဲထဲမှာသွားတယ်အမှန်ကျွန်တော်တို့က database ထဲမှာ database ဆိုတာ list တင်နေလာတယ်အဲ့ဒီ list ကြီးကိုကျွန်တော်လူပင်ပတ်ပြီးယူလိုက်တယ် database ရဲ့ data တွေနောက်တော့နောက်တော့ view ထဲမှာလာပြီး access လုပ်တယ်အဲ့ဒီပုံစံဒီ powerpoint ကိုရှင်းကြည့်လိုက်ပါဒါ list ကြီးပဲဒါကြီးပါ internet number တွေဒါ number တွေကိုသူကလာထားတယ်။ number တွေကိုယူပြီးဒီမှာလာတတ်တယ်။ပြီးရင်ဒီ list တွေကိုကျွန်တော် view နေကျွန်တော်မြင်နေရတဲ့ဒီ style လေးတွေကိုလာပြတယ်။ တကယ်ကြနောက်ကွယ်မှာသူဘာနဲ့လုံးလုံးနေရောဆိုင်ရဆိုင်ရ database တွေဆိုင်ဆိုင် json တွေနဲ့သူဘာလုပ်နေမှာလဲ json data တွေနဲ့သူဘာလုပ်နေအလုံးလုံးနေမှာ okay မလားအဲ့ဆို list ကိုကျွန်တော်တို့ access လုပ်တတ်ပြီ create လုပ်မယ်ဒါ list ပဲရှိကြအောင် proper mode သေး square bracket သုံးနေရပြီးရင်တော့ full column လေးနဲ့ slide တွေအလွန်လိုက်လွှာပြီးတော့ယူတတ်ပြီးပြီးရင်ကျွန်တော်တို့ modify list okay modify list ကိုမတင်ခင်ကျွန်တော်ဒါလေးဟာပိတ်လိုက်မယ် copy ယူထားလိုက်မယ်ကျွန်တော်အစားဆုံးပြန်ဖွင့်လာမယ်เนาะအကုန်လုံးမြင်ရတယ်ကျွန်တော် ဟုတ်ပြီ modify list list ကိုကျွန်တော်တို့ဘယ်လို modify လုပ်ပါလဲ list တစ်ခုကိုကျွန်တော်တို့ control ဘယ်လိုရှာမလဲကျွန်တော်ပြမလားဟောမဝယူရတယ် align ပြန်ပေးလိုက် align st လက် list 1လို့ပဲပေးလိုက် list 1 equal list 1 equal ခုနလိုပဲ square bracket နဲ့ခုနလိုပဲ one e 1 one e မ1နဲ့ one e မ1နဲ့ correlation ထည့်လာ one e 1ဟုတ်နော်ပြီးရင်တော့ comma နောက်တစ်ခု1 data စုံထည့်လို့ရတယ်ဆိုတော့ကျွန်တော်ကပြီးပြီချင်တာ TWO TWO2 နောက်တစ်ခုကျွန်တော်တို့ဗာထဲမှာလဲ TRU UV true ဟုတ်ပြီ list 1 list 2ကိုကျွန်တော် vanity လိုက်ပြီရပြီအဲဆိုကျွန်တော်က DIR function နဲ့ရှေ့မှာပြောခဲ့တယ်တခုခုကိုတွေ့ကျင်တယ်ဆို DIR နဲ့ဆို IST list အ list 1မှာဘလို့ behavior တွေဘလို့ action တွေလုပ်လို့ရတာပါလေဩ under call တယ် DIR ဆိုတာအဲ့လိုစစ်ကြည့်ရတယ်ဒီရှေ့ကရှေ့ဩ underscore တွေပတ်ထားတဲ့ method တွေကိုမကြည့်နဲ့ဒီ method တွေကိုလာကြည့်လိုက်ဒါတွေက burden တွေဒါတွေကသူလုပ်လို့ရတယ်ပါလေ အပန်းတက်ကနေစာအပန်းတက်ကနေ source တိဟုတ်လားအပန်းတက်ကနေဆိုတော့ဒီဒါဒီ list ပိုင်းသွင်း list မှာလောလောလတ်လတ် version မှာလုံးဆောင်ချက်လောလောဆင်ဘေးတင်လုံးဆောင်ချက်မနက်ခုရှိတယ်1 2 3 4 5 6 7 8 9 10 11ဟာအားလုံးမှာ7မျိုးရှိတယ်ဟာ function set မျိုးရှိတယ်ဟာ method set မျိုးရှိတယ်ဟာ okay မနကကြည့်မယ် method set မျိုး function set မျိုးကိုကျွန်တော်တို့ဘယ်လိုအသုံးချမလဲဘယ်လိုအသုံးချမလဲကဲအသုံးချကြည့်မယ်ဟုတ်လား အလူဝင်နေမှတည်းနော်စမ်းကြည့်မယ်ကျွန်တော် list ဒီ list ကိုကျွန်တော်က abundance abundance ဆိုတာစက်လိုက်တာဟုတ်လားဒီဟွာလေးကိုကျွန်တော်ပြောပါမယ်ကြည့်ဒီမတ်တရအတိတ်ပဲလေးကိုကိုယ့်ကိုဖက်ကျွန်တော်လက်တွေ့ပြဟုတ်လားတခုပြီးတခုလမ်းဆက်လိုက်အိုကေ abundance ဘယ်လိုဆက်တာလဲ insurance ဘယ်လိုထည့်တာလဲ abundance ဆိုတာလမ်းဆက်တာနော်ကြည့်မယ် alist list 1 dot ကိုလို့ space နှိပ်လဲပေါ်တယ်တွေ့လား abund လမ်းဆက်တယ်ဘယ်လိုဆက်မှာလဲဟောဒီထဲမှာ parameter ကိုကိုဆက်ချင်တယ်ကျွန်တော်အဲ့ထဲမှာ true မထည့်ဘူး true thought ထည့်အောင် f a n s force post data ထည့်မယ်နောက်တစ်ခုကျွန်တော်ဘာထည့်အောင်လဲ THRE 3ဆိုတဲ့ string data နဲ့ THRE 3ဆိုတဲ့ string data နဲ့ထည့်မယ်ပြီးရင်ကျွန်တော်တို့အဲ3ဆိုတဲ့ရိုးရိုး3ကိုထည့် okay and a coach error တက်တယ် okay ရတယ်ကြည့်မယ် why error error ကိုတော့မကြောက်နဲ့ type error ဟာ type error type ဆိုတာ data မျိုးစားမှားနေ abandon state is it one argument all သူလိုတာ abandon argument တစ်ခုပဲထည့်လို့ရတယ်တဲ့ abandon က ကျွန်တော်တို့ကမလုပ်နိုင်ရလို့ given 3တဲ့အာ3ထည့်နေတယ်ဒါလို့ဖြည့်ရှင်းလေဘာမှဖြစ် control c u control v under command ခေါပြီးကျွန်တော် force လေးပဲထည့်တော့မယ် abandon တခုချင်းဆက်တယ် under command အော်ဝင်သွားပြီအဲ့ဒါဆိုတော့ list ကိုပြန်ထုတ်ကြည့် list list 1အော် force ဝင်သွားပြီတွေ့လား okay မနား force ပါဖြစ်သွားရဝင်သွားပြီကဲနောက်တစ်ခုကဲ abandon စမ်းပြီးတော့ကျွန်တော်တို့ list ကိုတော့ modify လုပ်နေရနော် modify လို့နောက်တစ်ခုကျွန်တော်ဗာစမ်းတယ်မလဲ အဲ clear ဆိုရင်ကုန်ရှင်းတော့ဗျာ copy ဆိုတော့တကူပြီးခုပြဆိုရတယ်ဟော insert code တယ် insert နဲ့ abandon နဲ့မတူဘူး instr ဒီ insert list list 1.in အဲ့လိုလေးတွေ shrine လို့ရသေးတယ်ဆိုတော့ in ser insert ကဲ insert ဆိုတာလည်းထည့်တာပဲအဲဒီတစ်ခါကတော့ခုနလို abandon နဲ့ရတယ်ဗျာဒီသုံးခုထည့်တယ် post tempo ပဲပြန်လိုက်မယ် post နဲ့ကဖြစ်သွားမယ် control cu control vu ကဲသုံးခုထည့်လိုက်ဟောထပ်ပြီး error တယ်ကြည့်ရမယ် incest exists two argument golf 3 all ဟုတ်ပြီနော်သူက argument နှစ်မျိုးပဲဟိုမျောလင့်ထားတယ်ကျွန်တော်ကဘာသုံးမျိုးထည့်တယ်ရတယ်တစ်မျိုးပြန်ပြန်ဒါပဲအဲ force ကိုပြန်လဲ force ကြီးရရှိပြီးသားဟုတ်အော် sorry sorry ဟုတ်နော်အဲ့လိုလေးတွေကျွန်တော်တို့ဘာလုပ်ရမလဲလေ့လာရမယ်စမ်းသပ်ရမယ် okay နော် grow we ကျွန်တော်ဒီ force ကြီးကိုဖြည့်လိုက်မယ် sorry sorry ကျွန်တော်က another comedy တာကို ခဏလေးနော် abandon ခဏလေးပါခဏလေးပဲရေးရမှာပြင်ရတယ်ပြင်တာဟုတ်ပါဘူးโอเคကြည့်မယ် leave anacon anacon australian st object cannot be interpreted as an integer อ๋อโอเคโอเคโอเคကျွန်တော်က awareness insert ဆိုတာ data တမျိုးကိုပဲသူထည့်ခိုင်းဟုတ်ပြီနော်ခုနက insert မှာ error တက်တယ်ကျွန်တော် insert date ပဲကျွန်တော်ဒီတခြားမကြည့်ပဲနဲ့သွားလောက်တာဟုတ်โอเคမလားကဲနမူနာကိုကြည့်လိုက်ကျွန်တော်ဒီလိုလေးဘယ်မှန်းသက်ကဘယ်လိုလုပ်တယ်ဆိုတာကိုကျွန်တော်တို့ကမလိုပါဘူး တစ်ချာသိညာ။ဥပမာကြည့်မြင်ရတဲ့ append ဆိုတဲ့အတိတ်ပဲဆိုရင် append ဆိုလန့်ဆက်တာ။ဟုတ်လား။101 data ဟာ element တစ်ခုကိုလန့်ဆက်လိုက်တာလန့်ထည့်လိုက်တာ append insert ကိုကြည့်လိုက်။ add new entry တခုလေ to the position subscribe နဲ့ insert ။ Okay ။အဲဆို insert ကလောဆောင်ချက်ပြီးရှေ့မှာကျွန်တော် position subscribe ဟိုမှာ list မှာတော့ဒီမှာဆိုရင် list စီ1 0 1 2 3 4အဲလေးနေရာရှိတယ်လေးနေရာရှိတယ်မှာကျွန်တော်တို့ position ဘယ်လောက်မှာကျွန်တော်ထည့်ပါလဲအဲဟုတ်ကဲ့ကြည့်ကျွန်တော်ဒီမှာ insert ကိုဒီမှာကြည့်လိုက် position 4မှာကျွန်တော်ဘာကိုထည့်မလဲ 3ကိုထည့်ပါမယ်ဆိုပြီးကျွန်တော်လောက်လိုက်လောက်လိုက်တော့ list 1ကိုပြန်ထုတ်တော့ position 4မှာ0 1 2 3 4မှာဘာလေးဝင်သွား3ဝင်သွားတယ်။ Okay မင်းနော် position 4မှာ3ဝင်တယ်။အဲ့ဒါဆိုမရှိတဲ့ position စစ်ကြည့်မယ်။ခုချိန်နေမှာ control V ဟုတ်လား0 1 2 3 4 5 5ပဲရှိတာကိုကျွန်တော်တို့က6ကိုသွားလုပ်မယ်။ဟုတ်လား5အတွင်းပဲရှိတာကိုကျွန်တော်7သွားလုပ်မယ်။7နဲ့ကိုကျွန်တော်က7နဲ့ကို7ဆိုတဲ့တီနေကျွန်တော်9ထည့်ပါမယ်ဆိုပြီးသွားလုပ်တယ်။ဟုတ်ဟုတ်လား 7နဲ့ကိုကျွန်တော်ဘာလို့တော့9ထည့်ပါမယ်ဆိုပြောလိုက်တယ် alignst list 1ကိုတစ်ချက်ပြန်ကြည့်အော်7နဲ့ကိုကျွန်တော်9ထည့်0 1 2 3 4 5 6နေရာမှာသူဘာဖြစ်တာလဲ9ရောက်တာနောက်ဆုံးနေရာကိုကျော်ပြီးတော့ပါဆိုတာရောက်တော့သူရဲ့ index number တွေပြောင်းသွားတာ number ကတော့ခွန်ဖြစ်နေတယ်တနေရာကတော့သူရှိတဲ့ list တိုင်းဖြစ်နေအဲ့အဲ့လိုလေကျွန်တော်တို့က list ကိုဘာလို့လုပ်ရလဲ modify လုပ်လို့ရတယ်โอเคနောက်တစ်ခုကြည့်မယ်ကျွန်တော် list ကိုပဲထပ်ဆန်းတယ်မနော် ကဲ list 2ရေးမယ် alias d list 2ကဲ list 2 equal ဘလို့ထဲမှာလဲတော့ list 1အောင် copy တကူထဲ list 1. copy copy list 1. copy ဟုတ်လား list 1. copy ဆိုတဲ့ method နဲ့ယူလိုက်တာ ਨੇ list 2ဆိုတာ data ဝင်သွားပြီ okay list 2ကိုထုတ်ကြည့် list 1ပဲပြန်ရတယ်နှစ်ခုဖြစ်သွား alias d list 2အန်နာကောင်ဒါပေမဲ့ list 1နဲ့အတူတူပဲ okay နောက်တော့ကျွန်တော်တို့သူ့မှာဘာ method တွေရှိသေးလဲအရှင်းမှာကြည့်ကြရမှာကြည့် clear တွေ clear တော့မစမ်းတော့ clear ဆိုတာလည်းကြီးပြတ်တော့မဟုတ် remove ဟိုတော့ remove remove method ဘယ်လိုလုပ်တာလဲ remove ဖြတ်ချင်တဲ့ method ဘယ်လို reverse source sorting နဲ့ဘယ်လိုစီမှာလဲဟုတ်မလား source ဆိုလဲ source လို့ရကြည့်မယ် source ကြည့်မယ်ဟုတ်လား list 2နဲ့ list 1အတူတူပဲဟိုတော့ list 1ကို source list list 2.sor ဒီ source စီကြည့်လိုက်ပါထူးလဲစီးပြီးသားဟိုတို့ဟုတ်လားစီးပြီးသားထူးခြားခြားတော့ထူးမှာပေါ့ error တက်တယ်ကြည့်မယ် greater than not supported between instance of IND and SDR โอ้ data type တွေမတူတော့သူစီလို့အဆင်မပြေဘူးလို့သူပြောတာโอเคမယ်နော်โอเคမယ်ပါလေကျွန်တော်တို့ data type ဒီမှာလေသူစင်မှာအကုန်လုံးဟိုလဲပြီးတော့စီမှာဟိုစီမှာကိုကျွန်တော်တို့ကဂျားမှာ data type မျိုးစုံထည့်ထားတော့စင်လို့အဆင်မပြေဘူးလို့သူပြောတာโอเคဟုတ်ပြီနော် source ဒီနေရာမှာ source မလုပ်သေးနဲ့ပါကျွန်တော် data type တွေမျိုးစုံထည့်ထားတာဟုတ်နော် source method ကိုမစမ်းသေးနဲ့ကျွန်တော်ဒီမှာ h10 ကိုစမ်းကြည့်ဟုတ်နော် h10 ဘယ်လိုလုပ်ရတာလဲ extend ချဲ့သွားတာ list ကို list နဲ့ထည့်ချဲ့ဘယ်လိုချဲ့မှာပြန် list နဲ့လဲ list 1.extend list ကို list ချင်းမဆက်မနော် ehdn ဒီ extend ကိုကြည့်လိုက် extend ချဲ့ဘယ်လိုချဲ့မှာလဲဟုတ်မလားဒီဟာ present this is သူ့ရဲ့ parameter တွေကိုကျွန်တော်ပါထည့်လိုက်မယ် list 2ထည့်လိုက်အဲ့ဒါဆို list 1နဲ့ list 2နဲ့အရှိလာကြီးဖြစ်သွားတယ် okay and a call list 1ကိုပြန်ထုတ်ကြည့် list 2ဖြစ်သွားမှာ list list 1 oh တွေ့လား list 1တစ်ခုပါဖြစ်သွားလဲဆက်သွားတယ်အဲ့လိုလေးတွေကျွန်တော်တို့ဘာလို့တွေ့ရလဲ ဖန်တီးလို့ရအကဲလစ်ဝမ်းထဲမှာနောက်တဲ့ post method ဆိုတာရှိတယ်ပြီးမှ post method ကိုကြည့်ကြည့် POP ပေါ့ဆိုနောက်ဆုံးကောင်းသူဖြုတ်သွားနိုင်မယ်ဟုတ်လားအန်တခေါဟောပေါ့နောက်ဆုံးကောင်းနေသူကဗျဖြုတ်သွားမှာနောက်ဆုံးကောင်းနှမ်းပြီးတော့ဖြုတ်တယ်အဲ့လိုလေသူ method နဲ့သူတော့ဘာလုပ်လို့ရလဲစမ်းသပ်လို့ရနောက်ထပ်က list one dot ကျော်ပါစီ remove remove အာဘလို့ထုတ်ပါလဲ remove r e m o v e remove sorry ဟုတ်လား remove တစ်ချက်လေးတော့နှိပ်လိုက် ဲဘလို့ remove လုပ်မှာလဲကဲအဲ့ဆိုငါတို့ remove မလုပ်တော့ဖက်ကြည့် remove and entry ဟောရှိတယ်အောက်ထည့် from specify နဲ့ position in the list ဟောကိုပြရတဲ့ list ကနေ specify နဲ့ position အဲ့ကျွန်တော်ဘယ် position 1ဒါဆို list ကြီးရှည်သွားရင်တော့0 1 2 3 4 5 0 1 2 3 4 5အဲ file လောက်ကနေပြန် file လောက်ကနေဆက်ပြန်တယ်ဘာလို့လဲ force ကြီးပြတ်သွားတယ်။ Okay နော် file ကိုကျွန်တော်ရိုင်းလိုက်တယ် value error list remove h h not in list. Oh sorry sorry โอเคမနော်အခုနအဲ့ဒါတက်သွားတယ်ဒီနားလေးမှာ list 1ကိုကျွန်တော်ပါတော့ remove လုပ်တဲ့အချိန်မှာမဖြစ်သွားနဲ့အဲ့ဒါတက်သွား5ဆိုပြီးလုပ်တယ်ဘာဖြစ်လို့အဲ့ဒါတက်တာလဲကျွန်တော်အဲ့ဒါလေးခဏကြည့်နေလို့နော်ဟောပါကြည့်ပါ0 1 2 3 4 5ဟုတ်တယ် face face ဆိုတဲ့ဟာတက်ပါအခန်းနံပါတ်5မှာရှိတယ်အမှန်တယ်ကျွန်တော်က5ကိုလမ်းဖြတ်တယ်ဟောဒီမှာ5ကိုမသိပါဘူးလို့သူပြောတယ် h not in list ဟာ list ထဲမှာမရှိပါဘူးလို့ပဲ why 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 ဘာဖြစ်လို့လဲဆိုတော့ဒီမှာလေးကြည့်ကျွန်တော်ဟာ list ကို extend ချဲ့လိုက်တာဟုတ် ခြေလိုက်တဲ့ကြောင့်ဒီမှာလဲ force တွေရွှေ့နေတယ် in နဲ့ number တွေတူးနေတယ်ဟုတ်လားအဲ့ဒီကြောင့်ကျွန်တော်က1ကိုဖြတ်ကြည့်ဟုတ်လား list of remove 1ဆို1ဖြတ်တော့ပြတ်တယ်အဲ့လိုကိုအဓိက remove method ကို remove method ဒီကိုဖြတ်မဲ့ index number ကိုယူပြီးတော့ရှိတဲ့ index number ကိုပါဖြတ်လိုက်ဖြတ်တယ်လို့မှတ်တာဟုတ်ကဲ့ဖြတ်လိုက်တော့ကျွန်တော်တို့1ပြတ်သွားတယ်ဒီမှာ list 1ဆိုထိုးလိုက်တော့1မပါဘူးဟုတ်ကဲ့နောက်တစ်ခုစောင်းအောင်မယ် list list 1နောက်တစ်ခု lunch alien lunch လေးရှိတယ်အဲ sorry lunch and lunch အာ lunch ဒီ lunch ကဘာ lunch လဲ list ကိုထည့်လိုက်လို့ရ list 1ရဲ့ lunch အလျား list 1မှာ lunch ဘယ်လောက်ရှိလဲဒီအခြေအနေကိုကျွန်တော်ကြည့်မယ်နော်ကတိကဘယ်လိုဖြည့်ထွက်မလဲကြည့်လိုက်0 1 2 3 4 5 6 7 8 9 10 11 list 1မှာ lunch အလျားဘယ်လောက်ရှိလဲ11တွဲအဲ့တွဲတည်းရှိဘာဖြစ်လို့လဲ0 1 2 3 order to our lens ကတော့1နေကြည့်တော့1 2 3 4 5 6 7 8 9 10 11 10 11တွဲအဲ okay list 1ရဲ့နေရာကတွဲရှိတယ်အဲအဲ့လိုလေးတွေကျွန်တော်တို့က list နဲ့ပတ်သက်တဲ့ဥစ္စာလေးတွေเนาะဒါရင် DIR နဲ့ကြည့်ကြည့်ရတာလေးတွေကျွန်တော်တို့ဘာလုပ်လို့ရလဲဆန်တယ်ဒီမှာ clear မဆန်တယ်ကောက်မဆန်တယ် okay မလား reverse တွေမဆန်တယ် source တွေမဆန်တယ်ပဲမှတ်တာပဲဟုတ်ကဲ့ source file ဆိုင်ရနောက်ထပ်ပြီးမှတက်တက်လာ okay မလား okay thank you ပြန်